တူတူအညာရဲ့နေ냐တွေကတော့ရက်တောင်ဖြစ်ဖြစ်နေပေါ့ဗျာစောင်းလုံးကအထက်ထက်ခြုံခဲ့တဲ့ဆောင်းတွေကိုကြည့်အောင်နေတဲ့အိုက်လုံးလို့မမင်းကိုရကူတောင်သွားထားရတာဗျပူချက်ဗျာတတော်နဲ့ကိုအဲ့လိုမရဘူးတကောင်ကျော်လောက်ရောက်တော့မှအေးအေးတက်ကလေးဝင်လာပြီးတော့အိပ်ပျော်သွားတာဗျဒါတော့မှနှစ်နှစ်ချက်ချက်အိပ်ပျော်သွားတာမဟုတ်ဘူးနော်အိတ်လိုက်နိုးလိုက်နေပဲလဲရကြီးပန်းရောက်တော့မှပဲနှစ်နှစ်ချက်ချက်ကိုအိပ်ပျော်သွားတာဗျမနေ့ရောက်တော့တတော်နဲ့ကိုအိပ်ရာကနေမထနိုင်ဘူးလေး ဒီအချိန်ကကျုပ်တို့အညာသားတွေစီးစင်ယူတဲ့အချိန်ကိုကြည့်တာတွေကိုကြည့်တာတွေကျုံနာထဲမှာခေါ်တန်းလို့ကြားလိုက်ပြန်အိပ်ပျော်သွားလိုက်နဲ့ဖြစ်နေတာတာတီဟဲ့တာတီဝိုင်းဝါမှာနင်းကိုခေါ်နေတာထဆန်းအမေကနိုးတော့မှပဲကျုံနိုးသွားတာဗျဟင်ဘယ်သူတို့မေမသိဘူးဟဲ့ခေါ်တန်းကြားတာပဲကျုံလဲအိတ်ချင်မှုတို့နဲ့ထားပြီးတော့ကြည်ရတာဗျတိုးကြော်ဗျဆရာတော်เจ้าကเจ้าသားလေး ဟဲ့ကောင်တော်ကျော်လာလေကျောက်ကလှမ်းပြီးတော့ခေါ်တော့မှတော်ကျော်ကဝိုင်းထဲကိုဝင်လာတယ်ဟဲ့တော်ကျော်ဘာဖြစ်လို့ဝိုင်းထဲကိုဝင်မလာပဲနဲ့ခေါ်နေတာတော့တန်းပြီးတော့ဝင်လာခဲ့ရောအမေကတော်ကျော်ကိုပြောတာကိုကြည့်တာတည်းရှိလားမရှိလားမသိလို့အကြီးရဲ့တော်ကျော်ငါ့ကိုဆရာတော်ကခေါ်ခိုင်းလို့လားကျောက်ကမိလိုက်တော့တော်ကျော်ကမျက်လုံးပြပြလေးနဲ့ကျောက်ကိုကြည့်ပြီးတော့ခေါင်းငြိမ်ပြတယ်ဖိုးဆွဲခိုင်းမလို့ထင်တယ်မဟုတ်ဘူးကိုကြည့်တာတည်း အဲ့တည်းရောက်နေလို့ဗျဟေးဘသူတွေတုံးกว่าတော့ကြောဟာလူတွေမဟုတ်ဘူးကိုကြီးတာတွေရဲ့ဥပစင်းတွေနှစ်ပါဗျဟာဘေးရွာက ဥပစင်းတွေလဲအဲ့ဒါတော့ကြောက်လည်းမသိဘူးဗျတခါမှတော့ចောင်းကို လာတာမတွေ့ဘူးဗျကျုံမျက်နှာကြပြကြရသိပြီးတော့တော့ကြောင့်နဲ့ဆရာတော်ចောင်းကိုလိုက်လာခဲ့တယ်ចောင်းကိုရောက်တော့ဆရာတော်ကိုဝှေ့ဖြစ်ပြီးအာဃာနုဥစင်းနှစ်ပါကိုဝှေ့ဖြစ်တယ်ဥပစင်းတွေဟာ အသက်40ကျော်အရွယ်လေးကျုပ်ကိုကဲခတ်ပြီးတော့ကြည့်တယ်ဆရာတော်တာတီဆိုတာသူ့လားဖေဟာဟုတ်တယ်ဦးတခ တာတီဆိုတာသူ့ပဲဒီဒီကလေးကငယ်လို့တော့တပည့်တော်အကြောင်းကိစ္စက ကြီးနေသလားလို့ပါဖေဟာကျုပ်ဆရာတော်ဟာအာကာနုဦးစင်းတစ်ပါးကိုပြောင်းပြီးတော့ကြည့်တယ်အရှင်ဖေဟာပြောတဲ့သဘောကိုတပည့်တော်သိပါတယ်အရှင်ဖေဟာတို့ကိစ္စကိုမောင်းတာတွေဆောင်ရွက်နိုင်ပါမလားလို့အရှင်ဖေဟာတို့တန်တရားဝင်နေရမှလားဒီတော်တော်မှပူနေအရှင်ဖေဟာတို့ ောင်တာတရငယ်ပေမဲ့မောင်တာတရဲ့နောက်ကဆရာကြီးတွေကမငယ်ကြဘူးဆရာဆိုင်းတော်ဖားတို့ဆရာဘိုလ်လူပေတို့ဆရာအိုးမင်းအောင်တို့ဆိုတာနည်းနည်းရရပုံကိုယ်တွေမဟုတ်ကြပါဘူးဖေ။ပြီးတော့မောင်တာတရဲ့နောက်မှာမားမမမက်ရက်နေတဲ့မဖေဝါကလည်းမောင်တာတရဲ့တောင်းသမ ्या ကိုကြီးကိုပေးနေကြပါဖေ။ဟာမဖေဝါဟုတ်လားရှင်ဖေ။ဟုတ်တယ်ဥညနာမဖေဝါနဲ့မောင်တာတရဲ့တို့ကဟိုးညောင်ရန်ခိခရေကဆရာတို့တပြည့်တွေပညာမောင်နှမတွေ ဒီဘက်မှာပြန်ပြီးတော့ဆုံကြတာနှစ်ဖက်ဝါကတော့အကြောင်းမကောင်းဘူးလေအရှင်ဘုရားတင်းချိုင်းဆောင်တရေမကြီးဖြစ်နေတာဒါပေမဲ့မောင်တာတွေကိုတော့တတော်ကိုချစ်တာအားကြီးဆောင်းလျှောက်တယ်ဟုတ်လားမောင်တာတွေကိုကျုပ်တို့ကအထင်သေးလို့ပြောတာမဟုတ်ပါဘူးကွယ်ဝင်းနဲ့အားနဲ့မျှပါမလားလို့တွေးလိုက်မိလို့ပါဦးတိတ်ခါကကျုပ်ကိုအားနာပြီးပြောတယ်ရပါတယ်ဘုရားတပည့်တော်နားလဲပါတယ်ဒါတို့ကွယ်ဒါတို့ဒါတို့ဦးတိတ်ခါကျုပ်စကားကိုဒါတို့ခေါ်တယ် အရှင်ဘုရားတို့ရဲ့အကြောင်းကိစ္စကိုသိပြရစေဖျားဒီလိုတတဲ့ဟောဒီဥဒိခတို့ကအလဲယုံမာနာကစင်မားတို့ယုံပြေတို့ကုကုခွားတို့တရက်ကုန်းတို့ဆိုတဲ့ရွာတွေကနေတရက်ကုန်းရွာကားကသူတို့ဆရာတော်ရာစိန်နာကငါနဲ့စာတင်ပတ်စာဝါလဲတူတူပဲစာကြက်လဲတူတူပဲစွမ်းကန်ကြလဲတူတူအခုဒီဥပစင်းနေဟာလာကြတာငါတငငယ်ချင်းမောင်ရာစိန်လှုပ်လိုက်လို့ကအเจ้าကတော့အဆန်းသာပဲကြောက်စရာလဲအတော့ကောင်းနေ သူတို့တရင်တုံးနေတဲ့တရက်ကုံးရွာတရွာလုံးကယူသွားလို့တဲ့ဖះဖះတရွာလုံးယူသွားတယ်ဆရာတော်ရဲ့စကားဆုံးတော့ကျုပ်လန့်ပြီးအွန်လိုင်းမိတယ်ဟုတ်တယ်မောင်တတေဦးပစင်းတို့တန်ခါတွေအားလုံးဆင်မရွာကအလှူကိုကြွနေကြတာကျောင်းမှာကပ်ပီးရနဲ့ကိုရင်နှစ်ပါးပဲကျန်ကလေးဆင်မလှူပြီးလို့ကျုပ်တို့တန်ခါတွေပြန်ကြွလာတော့ကိုရင်လေးတွေနဲ့ကပ်ပီးရကအလန့်နေကြရှောက်တော့တာပဲတရွာလုံးကလူတွေအားလုံးကယူနေကြပြီးတော့ ရွာထဲကအိမ်တွေပေါ်မှာလည်းကြီးကန်းတွေအများကြီးနားနေတာတဲ့။မဲမဲလှုပ်နေတာပဲဆိုပဲ။အိမ်ခေါင်မိုးတွေပေါ်မှာရောတစ်ပင်တွေပေါ်မှာရောအကောင်ပေါင်းတောင်းသိမ့်နဲ့ချီပြီးတော့ရှိနေတယ်။ကျောင်းမှကြံခဲ့တဲ့ကပ္ပိယနဲ့ကိုရင်တွေကရောဘာမှမဖြစ်ကြဘူးလားဖေ။ကျောက်ကအံ့ဩလုံးလုံးမေးလိုက်တာ။ဘာမှမဖြစ်ဘူးမောင်ထားတည်းရဲ့။ကျုပ်တို့ကျောင်းကရွာအရှိပိုင်းမှာရွာထဲပိုင်းနဲ့ဆိုရင်နည်းနည်းတော့လှမ်းနေ။ကိုရင်လေးတွေစွန့်ကန်ကြွားတော့ကြီးကန်တွေလိုက်ထုတ်လို့ထွက်ပြေးလာရတဲ့။ လူတွေကရုပ်ပြီးရင်နေကြတာတဲ့ပါဇက်ကလည်းတောင်စင်ရေမြားတွေပါလေပြောနေမှန်းကိုမသိဘူးဒါနဲ့ပဲကိုရင်လေးတွေကိုကပ်ပြရကကြောက်မှပဲဆုံးချက်ကတ်ရတယ်အရှင်ဖျားတို့ရောဂျွာလေးကိုတွားကြည့်ကြသေးလားဖျားဟာကြည်တာပေါ့တို့တို့ကြောင့်ကရှိတဲ့မြတ်တန်ကားတွေအားလုံးဂျွာလေးတွားပြီးကြည့်ကြတယ်လူတွေကသူတို့နာမည်ကိုတော့မှမမှန်မိတော့ဘူးတတေဒီလောက်တော့မှဖြစ်သွားတာလားဖျားဟုတ်တယ်ကွာဒါပေမဲ့အကုန်လုံးယူလာတော့မဟုတ်ဘူး တခြားကိုခီးသွားနေတဲ့သူတွေပြင်းလာတော့အကောင်းပဲဘယ်သူမှမယုံဘူးသူတို့ပြောလို့ဥပစင်းတို့တိတာတခုတော့ရှိတယ်ရွာပြင်မှာအလောင်းနှလောင်းကိုတွေ့တယ်တဲ့ဘသူ့အလောင်းလည်းတော့မသိဘူးတဲ့အလောင်းတွေမှာအသားဆိုလို့ဘာမှကိုမရှိတော့ဘဲနဲ့အယိုးစုပဲကြံခဲ့တာတဲ့ကြီးကနေထိုးစိတ်ပြစ်ပြီးတော့စားတော့ပြစ်ကြတာလို့ဥပစင်းတို့ကတွေ့ရတာပေါ့ကွာရွာမှာရောက်နေတဲ့ကြီးကကဥပစင်းစိတ်ထင်ပြောရရင်တော့အကောင်ကြီးတောင်းတဲ့ချီမထင်းနဲ့ဟာဒီလောက်တောင်များသလားဖေဟာ များတာပေါ့မောင်တတ်တယ်များတယ်ကွာဒီလောက်များနေရင်တော့လုံနေရောက်တယ်မဟုတ်ဘူးဥပစင်းတို့တရားလုံးကိုတော့မှတက်ပြက်နိုင်တယ်တင်နေသိကြတာပေါ့ကွာအယူတွေအိမ်ပြင်ထွက်တာနဲ့ပြေးစင်းလာပြီးတော့ဝိုင်းထိုးကြစိတ်ကြလောက်ကြတာအယူတွေဆိုတာအိမ်ပြင်ကိုတရားမှမထွက်ရဘူးဒါဆိုတရားလုံးကြီးကန်းတန်တွေညံနေမှာပေါ့ဖေဟာဟာမညံမှာဘူးမောင်တတ်တရားကြီးတွေကအတန်တန်မှကိုမထွက်ဘူးတဲ့ငြိမ်ပြီးတော့ရွာထဲကိုပဲကြည့်နေကြတာ အိမ်ပြင်ထွက်တာနဲ့ပြေးပြီးတော့ထိုးကြတာတဲ့အတန်တတန်မှကိုမထွက်ဘူးတဲ့ဟာကြောက်တော့ကြောက်ဆရာကြီးပါလားအရှင်ဖေဟာဟုတ်တယ်မောင်တာတေးဒါကြောင့်ဆရာတော်ကဥပစင်းတို့ကိုလွှတ်လိုက်တာဘေးပေါင်းဥပစင်းရဲ့ဥပစင်းတို့ရွာတွေကိုတွားကြည့်တော့ကြီးကနေကလိုက်မထိုးကြဘူးလားကျုပ်တို့ကယတနာတုတ်ပြဲကိုရွှတ်သွားကြတာမောင်တာတေးကျုပ်တို့ကိုကြီးကနေမထိုးကြဘူးလေကြည့်ုံမကြည့်နေကြတာကျုပ်တို့ကတော့ခေါင်းကိုတိမ်ကန်းနဲ့အုပ်ထားကြတာပေါ့ဒါပေမဲ့မထိုးကြဘူးလေပြီးတော့ ယူသွားတဲ့သူတွေကအစားတော့လည်းမစားကြဘူး။ကြာရင်တေကုန်ကြမှာပဲ။ထမင်းမှဟင်းမှမသိအောင်ကိုယူကြတာပဲအရှင်ဖေ။ဟုတ်တယ်မောင်တာတေး။မောင်တာတေးရဲ့အကြောင်းတွေကိုတို့တို့ကမသိပေမဲ့တို့တို့ဆရာတော်ကသိတယ်လေ။ဆရာတော်နဲ့ဒီကဆရာတော်နဲ့ကခုနက ပြောသလိုပဲတငယ်ချင်းတွေလည်းဖြစ်တယ်။အလှူတန်းလဲကထိန်နေမှာလဲစုံနေကြဆိုတော့မောင်တာတေးအကြောင်းကိုဆရာတော်ဦးကုနာကပြောပြဖို့လို့ဦးပစင်းတို့ဆရာတော်ကသိပြီးသားပါ။ဒါကြောင့်လဲအရေးကြုံလို့ဒီလိုချက်ချင်းလှလိုက်တာ။ အဖြစ်ကတော့ဒါပဲမောင်တာတည်းအဖြစ်ကတော့အဲ့ဒါပဲဂျော်လွန်ကျုပ်ယူသွားပြီဆိုတော့ဘာတွေဖြစ်တယ်ဆိုတာကိုပြန်ပြောမှသူလဲတယောက်မှမရှိဘူးလေကျုပ်ဆရာတော်ဟာကျုပ်ကိုပြောလိုက်တယ်တပိတော်လည်းဒီလိုဖြစ်ပျက်မျိုးတစ်ခါမှကိုမကြဖို့ဖေဟာတပိတော်ရဲ့ဆရာကြီးတွေလည်းဒီလိုဖြစ်ပျက်မျိုးကိုတစ်ခါမှမပြောပြဖို့ဘူးဟုတ်တာပေါ့ကွယ်ကျုပ်ဆိုအခုအသက်80ကျော်နေပြီကျုပ်တသက်မှာဒါမျိုးမြင်ဖို့ဖို့နေနေတတတခါမှကိုမကြဖို့မောင်တာတည်းဆရာတော်ကပြောလိုက်တော့ တရက်ကောင်းကရောက်လာတဲ့ဦးပဇင်းတစ်ပါးကလည်းခေါင်းညိနေဒီလိုလုပ်ပါဗျာအရှင်ဖျားတို့တွေတင်ကြတော့ဒီကြောင်မှပဲတရင်တုံးကြပါတပိတော့အချိန်မဆွဲဘဲနဲ့လှုပ်ဆရာရှိတာလှုပ်ပါမယ်ဒါပေမဲ့ညချာမှလှုပ်ရမှာမလို့ပါဗျာကောင်းပြီလေမောင်တက်တေကျတို့ဒီညဒီကြောင်မှပဲချိန်လိုက်ကြမယ်ကျုပ်လည်းအချိန်မဖြုံးတော့ဘဲနဲ့ဆရာတို့နဲ့ဦးပဇင်းတစ်ပါးကိုကတော့ပြီးတော့ပြန်လာခဲ့တယ်ပြန်ရင်းနဲ့ပဲကြောင်ခဲတဲ့တံမလေးကိုဝင်ကောတံမလေးကိုပတ်စံပေးပြီးတော့ကြက်ဝဲခိုင်းကြောင်ခဲကိုတော့ မီးလောင်ကုန်းကိုလှုပ်ပြီးနက်ကတော့တော်ထွေးကိုမုံမချုပ်ခင်လာခဲ့ဖို့ပြောခိုင်းတယ်။ကျုပ်ကတော်ထွေးနဲ့တခါမှအလုံးမလုပ်ဖူးသေးဘူး။တမနေ့ကတော့စကားသာနေတာဗျ။အလုံးလုံးတဲ့နေရာမှာတော့လှုပ်သေးကြတဲ့ကောင်။အခုလဲကျုပ်ကကြက်ဝဲခိုင်းလိုက်တာ။ဒီကောင်ကစနေမို့အချုံမုံငယုတ်သည်ကြက်တုံမဆလာပါမကြမ်းဝင်လာခဲ့တာ။ငယုတ်သေးချောင်းလဲပါသေးတယ်ဗျ။ပြီးတော့ထမင်းထုတ်ဖို့မပြောဖက်ပါခုတ်လာတယ်။ကျုပ်ကမဖဲဝါအတွက်ချက်ပြီးတော့အမေစီကဘာမှမယူပဲအကုံဝဲသုံးတာဆိုတာကိုတော့ ကြောက်ခဲရောတန်မလို့ရောတိကြတယ်။စီကတော့ကျောက်တို့အိမ်မှာပေါ်တယ်လေဗျာ။ဝယ်စရာမလိုဘူး။ဝေးလောင်ကောင်ကကြောက်ခဲပြင်အောင်လာတော့တုတ်ကိုဟင်းကိုချက်ပေးတယ်။ဒေါ်သေးကလည်းတေချာကြောက်ခဲကမှားခဲ့ပြီလား။ညနေ9နာရီလောက်ရောက်တော့ထမင်းတော့ထုတ်ပြီးတော့ကျောက်တို့ထမင်းထောင်းကိုအစင်းစင်းပြင်ထားတယ်။ညနေနေမွေကမှာတော့ဒေါ်သေးကရောက်လာတယ်။ညာ9နာရီထို့တော့ကြောက်ခဲကထမင်းထောင်းလေးကိုတန်းတန်မဏိကတံမေးကိုထိုးပြလို့ကျောက်တို့တွေထဏောင်းကုန်းတင်းညင်းလေးကိုရောက်လာတယ်။တင်းညင်းလေးကိုရောက်တော့ ကျုပ်ပြင်ရာចောင်းမကြီးရဲ့ကိုကမှထမင်းဘွဲကိုတင်လိုက်တယ်။ကျုပ်ကပြောင်းနိုင်ပြီထုံလိုက်တဲ့အချိန်မှာပဲတင်းကျိုင်းစရဲပုံမှာနားနေတဲ့ငှက်တကောင်ထပ်ပြန်သွားတယ်ဗျ။အတန်ကြားလိုက်တော့မှငှက်ဆိုးတကောင်မှကျုပ်တည်တယ်။အဲ့ဒီမှာလူမမာရှိရင်ငှက်ဆိုးထိုးတဲ့အတန်ကိုတိတ်ကြောက်ကြတယ်။ဒီချိန်မှာငှက်ဆိုးထိုးလို့ကတော့လူမမာကိုကုလို့မရဘူးလို့ကြုံကြည့်ကြတယ်ဗျ။ဒေါထီးကလည်းတခြားနတ်ကတော်တွေလိုပဲចောင်းမကြီးရဲ့ကိုရှိကမျက်ကင်းလေးပေါ်မှာကျုံကျုံနဲ့ထိုင်ပြီးသဘင်ကို ဖားလာဖြန့်ချတာတယ် ကျောက်ဟာဒေါ်ထွေးအစင်တွေဖြစ်သွားတဲ့အချိန်မှာတော့မဖွဲဝါကိုစပြီးတော့ပင်နေကျုပ်ပြင်ပြီးတော့အချိန်မှာပဲဟောလာပြီဗျာခွေးဥတန်ကြီးကိုမေးလောင်ကုန်မကနေစပြီးကြားလိုက်ရတယ်ဗျနေလာပြီဗျာနေလာပြီခွေးဥတန်ကြီးကအဖေးဖေးနေလာတယ်မဖွဲဝါရဲ့ခိုးကြီးနတ်ကျော်ရဲ့အတန်းဟာလာပြီဗျာတင်ញိုင်းကိုယ်တွေပေါ်ကနေရိတ်ခနဲရိတ်ခနဲရွေးလာတာဗျပြီးတော့ဒေါ်ထွေးကိုယ်တွေကိုလက်ခနဲဝင်သွားပြီဒေါ်ထွေးကသပင်ဖားလာကြီးနဲ့လက်တွေကိုယ်ကောက်ပြီးတော့ထားရတယ်ဟာခုံပြီဗျာ ခုံတက်လိုက်ပြီဗျထမင်းပွဲပြင်ထားတဲ့အုတ်ကကြီးပေါ်ကိုလှွာကနေခုံတက်တာပုံမှန်ဆိုရင်ဒေါ်တွေဟာဘယ်လိုလုပ်ပြီးတော့ခုံတက်နိုင်မှာလဲမဖဲဝါဝင်နေလို့သာခုံနိုင်တာဗျစားပြီဗျစားပြီကိုယ်မှာဒုတစ်ပတ်ထောင်တစ်ပတ်လှဲပြီးတော့ထမင်းတွေစားနေတာထမင်းစားလိုက်ကြက်သားကိုစားလိုက်အယိုးတွေကိုဂူဘေးကိုပစ်ချလိုက်နဲ့တကယ်တော့အယိုးတွေကိုနှက်ကြော်စီကိုပစ်ချတာထမင်းတွေဟင်တွေတဝက်လောက်ကုန်သွားတော့မှမဖဲဝါကကြက်ကိုလှမ်းကြည့်တယ် ဒီလိုပါမဖဲွာရုံးမနာမှာရှိတဲ့တရက်ကုန်းရွာကဘုန်းကြီးနဲ့ပါရောက်လာပါတယ်သူတို့တရွာလုံးယူသွားလို့တဲ့မဖဲွာကခေါင်းညံ့ပြီးတော့ပြောတယ်ကြီးကန်းဆိုတာအနက်ပဲရှိတယ်ကြီးဖြူဆိုတာမရှိဘူးနှစ်တွေရာနဲ့ချီပြီးမှကြီးဖြူတကောင်ပေါ်တတ်တယ်အဲ့လိုကြီးဖြူပေါ်လာရင်တရင်ကြတဲ့ကြီးနဲ့တွေအားလုံးရောက်လာပြီးတော့ကြီးဖြူကိုခါစားကြရတယ်ကြီးဖြူကသူတို့ရဲ့အရှင်သခင်ပဲအခုလေရုံးမပေါ်မှာကြီးဖြူတကောင်ပေါ်နေတယ်ကြီးနဲ့တွေတောင်းနေကြည့်ပြီးရောက်လာတယ်လူတွေကြီးဖြူပေါက်တဲ့တော်တဲ့ကိုလာရင် ကြီးနယ်တွေကစောင့်ကြည့်ကြတယ်။ကြီးဖြူကိုကာကွယ်ပေးဖို့အမြဲတမ်းစောင့်ကြည့်နေကြတာ။တရက်ကုန်းကငစင်းနဲ့ငတင်းဆိုတဲ့ညီကိုကတော်တဲဝင်ပြီးတော့ထင်းခွေရင်ကနေကြီးဖြူကိုတွေ့သွားတယ်။ငစင်းဆိုတဲ့ကောင်ကလေးခွားနဲ့ပြစ်တာ။အင်မတန်မှလက်ဖြောင်းတဲ့ကောင်လေးပဲ။ငတင်းကကြီးမဲတွေကိုလေးခွားနဲ့ပြစ်ပြီးမောင်းထုတ်ငစင်းကကြီးဖြူကိုပြစ်ချတာ။တစ်ချက်တည်းနဲ့ထိပြီးတော့ပြုတ်ကျလာတယ်။ကြီးနယ်တွေကအယံတော်တာဖြစ်ပြီးတော့ငစင်းနဲ့ငတင်းကိုဝိုင်းထုတ်ကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကလည်းလေးခွားနဲ့မနာတမ်းပြစ်ပြီးတော့ရွာကိုအရောက်ပြေးခဲ့တယ်။ ငါစိတ်နဲ့ကတဲ့ကသူတို့ပြစ်လာတဲ့ကြီးဖြူလေးကိုရွာထဲမှာပြတော့ရွာသားတွေဝိုင်းအောင်ပဲကြီးကြတယ်လေကြီးဖြူဆိုတာမြဲမှမမြင်ဘူးလားကြီးဖြူကနှုတ်သီးရောချက်တော်ရောအားလုံးကဖြူနေတာရှားတစ်ခုပဲအနီးပါတယ်အဲ့ဒီကြီးဖြူကိုငါစိတ်နဲ့ကတဲ့ကမိကင်စားကြတယ်မစားခင်မှာငတဲ့ကပြောသေးတယ်ဟဲ့ကောင်ငါစိတ်ကြီးဖြူသာစားပြည့်ရဲ့မင်းနဲ့ကပြဲပြီးပြတာလို့စွန့်ညင်စွန့်မှာကွာတဲ့ဟာဒီလိုစွန့်တော့လဲကောင်းတာပေါ့ကွာတော်တဲ့ကတပ်ပင်တွေကို တဲ့ရက်ထဲကောင်းအောင်လှည့်ပြီးတော့ထင်းကွယ်ထားလိုက်ရဲ့အဖေတို့အမေတို့တသက်စာထင်းဖူလုံးပြီးကွအဲ့ဒီညီကိုတွေကြီးပြူလေးကိုမိကင်နဲ့နဲ့ဟာတရွာလုံးကိုပြန်သွားတယ်လေလူတွေကလည်းမှုလိုက်တာဆိုပြီးရှူကြတယ်ရှူရင်းရှူရင်းနဲ့တဖြည်းဖြည်းယူကုန်ကြတာ၂၂ငတင်းကတော့ယူသွားပြီမဲ့ကြီးပြူသားကိုစားလိုက်ကြတယ်ပြီးတာနဲ့ညီကိုနှစ်ယောက်လေးကားနဲ့ယူပြီးတော့ရွာပြင်ကိုထွက်လာတယ်နောက်ထပ်ကြီးပြူတကောင်ထတ်ရှာမယ်ဆိုပြီးထွက်လာတာသူတို့နှစ်ယောက်စလုံးယူနေကြပြီသူတို့ထွက်လာတာလည်းတွေ့ရော တပင်းတွေပေါ်မှာနားနေတဲ့ကြီးနက်တွေဟာအကောင်ပေါင်းထောင်တောင်းနဲ့ချီပြီးတော့သူတို့ကိုဝိုင်းထိုးကြတာပရမောင်ဆုံးမျက်လုံးတွေကိုဖောက်ပြစ်တယ်ပြီးတော့အသေးထိုးသကြတယ်မစင်ရောငတ်တင်ရောအော်ဟင့်ရင်နဲ့တေကုန်တာသူတို့အရှင်သခင်ကိုတတ်သွားတဲ့ကောင်တွေဆိုပြီးတော့ကြီးနက်တွေကအသားတွေကိုထိုးစားတာနောက်ဆုံးမှာအယိုးစုပဲကျန်တော့တယ်ဟာဒါဆိုရွာသားတွေတွေ့တဲ့အယိုးစုနှစ်ခုဆိုတာငစင်နဲ့ငတ်တင်ရဲ့အယိုးစုတွေပေါ့ဟုတ်လားဟုတ်တယ်အခုကြီးကနေကတစ်ပင်တွေပေါ်မှာရောအိမ်ခေါင်မိုးတွေမှာရောစောင့်နေကြတာ အဲ့ဒါဘလို့များလုံးရမလဲမဖဲွားတတ်တယ်နင်းလုံပေးခြင်းငါပြောတာမှတ်ထားပြီးတော့သွားလုံပြီးတော့ဟုတ်ကဲ့နင်းစင်မကိုသွားအဲ့ဒီကနေတောင်ပေါ်ကိုတက်တက်တက်ကြီးမနာဆိုတဲ့ရွာတောင်ပေါ်မှာရှိတယ်ကရင်တွေနေတာအဲ့ဒီရွာကိုဘယ်ကြီးကမ်းမှဝင်ပြီးတော့မနာဘူးရွာပေါ်မှာလည်းဖြတ်မပြတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရွာမှာကြီးနှုတ်သေးပြင်ရှိတယ်အပွင့်ကအနက်ပွင့်နေပုံစံကကြီးကမ်းနှုတ်သေးတဲ့ပုံစံနဲ့ပဲကြီးကမ်းကအဲ့ဒီအပင်နေရာကို လုံးလုံးကိုမသွားတာအဲ့ဒီကြီးနှုတ်သေးပင်ဟာဂိုင်းတကိုင်းယူမင်းဟာနေတက်ခလို့တော့မရဘူးအပင်ကကြီးကြီးအဲ့ဒီမှာတရေတဲ့ကောင်စောင့်နေတယ်အပင်လာခုတ်ရင်ချက်ချင်းတက်ပြမှာအဲ့ဒီရွာမှာနေတဲ့လူတွေဟာအဲ့ဒီတရေကိုမြင်မှုကြတယ်ဒါကြောင့်ဘဒုံမှာအဲ့ဒီအပင်အောက်ကိုမသွားကြဘူးအေးမင်းကအဲ့ဒီတရေကိုပြောလိုက်မဖဲဝါစေအသုံးပြုချင်လို့တက်ခိုင်းတကိုင်းပေးပါလို့မှားလိုက်တယ်လို့ပြောသူကနင့်ကိုတက်ခိုင်းတကိုင်းပေးလိုက်မယ်အဲ့ဒီတက်ခိုင်းကိုယူပြီးတော့အပင်အောက်ကနေခတ်တုတ်ပြန်ခဲ့ အဲ့ဒီတခိုင်ကို အမုံတိုက်ပြီးတော့မိခဲ့ပေါ်ဖြူလိုက်ထွက်လာတဲ့မိကိုကိုအယူတွေကိုရှုခိုင်းအောင်းလုံးကောင်းသွားလိမ့်မယ်အဲ့ဒီမိကိုကိုရွာထဲမှာအဆအဆုံလွှင့်လိုက်ကြီးကနေပြေးလိမ့်မယ်ဆက်တော့ပြီးတာနဲ့မဖဲဝါပြန်ထွက်သွားတယ်မဖဲဝါထွက်သွားတာနဲ့ရှေ့ကမှကုန်းကုန်းကြီးလဲကျသွားတဲ့ဒေါ်ထွေးကိုကျုပ်ကပြေးထွက်ပြီးတော့ပို့ပြီးတော့နှိုးရတယ်ဗျဒေါ်ထွေးကိုတတိကောင်းလှုပ်ပြီးတော့ကျုပ်တို့တွေရွာကိုပြန်ခဲ့ကြတယ်အိမ်ကိုရောက်တော့အချိုးချောင်းပြောပြပြီးဆရာတော်ကျောင်းကိုရောက်လာတယ်ကြောက်ခဲတဲ့တံမဏိကိုတော့ ိမ်ပြန်ခိုက်နေပြဆရာတော်ကျောင်းကိုရောက်တော့ကျုပ်ကိုစောင့်နေတဲ့ဆရာတော်နဲ့တရက်ကောင်းကအိုစင်နှစ်ပါးကိုမဖဲဝါပြောတဲ့မြောက်ကိုအားလုံးပြပြတယ်။မနေ့ကျတော့အစောကြီးထတရက်ကောင်းကလာတဲ့လှဲနဲ့ကျုပ်လိုက်ခဲ့တယ်။အိုစင်နှစ်ပါးကတော့ကျုပ်လိုက်လာတော့ဝမ်းသာသွားတယ်ဗျ။လှဲကိုစင်မားထိတန်းပေါင်းရတယ်။စင်မားကိုရောက်တော့အိုစင်နေကသူတို့နဲ့အရန်ကိုရင်းနေတဲ့လူတယောက်ကိုကျုပ်နဲ့ထည့်ပေးတယ်။ဒီလူကစင်မားသားနာမည်ကကိုမတ်တဲ့။တောင်ပေါ်မှာတော်တော်လေးကိုလမ်းကျွမ်းတဲ့လူ။တောင်ပေါ်ကကင်ရွာကိုလည်း မကြမကြသွားတယ်လို့တရက်ကုန်းကကြော့လာတဲ့ဥပဇင်းတပါးဟာဆဲမဘုန်းကြီးကြောင့်မှသတင်းသုံးရတယ်။ဆဲမဆရာတော်ကလည်းသူ့နဲ့တော်တော်လေးကိုခင်တာ။လဲဆရာကတော့ဂျော်ရဲကသူ့အတိအိမ်မှာတဲတယ်။လဲဆရာဟာခီးသွားနေလို့မယူဘဲနဲ့ကြံခဲ့တာ။တရက်ကုန်းကသတင်းဟာဆဲမမှာ ပြန့်နှံ့နေပြီ။ဘုန်းကြီးကြောင့်မှလူတွေအုံပြီးတော့တရက်ကုန်းဥပဇင်းတွေကို မေးကြမြန်ကြ။ဥပဇင်းတွေပြောတာကိုနားထောင်ကြနဲ့။လာပြီးတော့ကတ်ကြတဲ့ဆုံးတွေဟင်းနေသွားမနေဘူးလေ။ထမင်းစားပြီးတာနဲ့ကျုပ်နဲ့ကိုမတ် တောင်ပေါ်ကိုစပြီးတော့တက်တယ်။ကိုမဟာလမ်းကျွမ်းတဲ့သူဆိုတော့ခီးတွင်နေပြ။ជីမနာကိုရောက်တော့ညနေ3:00နာရီထိုးပြီ။ជីမနာကကင်ရွာလေးပြ။တရွာလုံးချစ်တန်ရှိအိမ်လေးကြီးပဲ။ကိုမဟာသူ့ရဲ့မိတ်ဆွေစောတတိအိမ်ကိုတန်းသွားတယ်။အကျိုးကြောင့်ပြပြတယ်။တရိုက်ကုန်းကဖြစ်ပျက်တယ်ကိုကြားတော့စောတတိကအံ့ဩလုံးလို့သူ့ရင်ဘက်ကိုလက်နဲ့ဖိပြီးတော့ဖြစ်မှဖြစ်ရလေကွာ။တရွာလုံးယူသွားတယ်လို့ငါဖြင့်တခါမှကိုမကြဖို့ဘူးငမတ်။ဒါအကြီးကန်းတွေကျင်းစာတိုက်တာဖြစ်မယ်ကွာ။ ဟုတ်တယ်စောတတိကြီးကန်းတွေရဲ့ကျင်းစာတင်တာကျုပ်ကဝင်ပြောတယ်ကိုမဟာကျုပ်အကြောင်းကိုပြပြတော့စောတတိကကျုပ်ပြောတာကိုလေးလေးနက်နက်ပဲလက်ခံတယ်နေပါဦးမောင်တတိငါးစီကမင်းတို့တွေလာကြတာကကိစ္စရှိလို့လားဒီလိုပြစောတတိရဲ့ဒီရောမှာကြီးနှုတ်သေးပင်ဆိုတာရှိတယ်လို့ပြောတယ်ဟေးကြီးနှုတ်သေးပင်ဟုတ်လားငါတော့ကြားတော့မကြားဘူးကွာဘလို့ပုံစံမျိုးတုံးကွာအပင်ကြီးမျိုးတယ်ဗျာ တမုံပင်လို့ဖြစ်မယ်အပွင့်ကအနက်ပွင့်လာတဲ့အပွင့်ပုံစံကကြီးကန်းရဲ့နှုတ်သီးနဲ့တူတယ်လို့ပြောတယ်ဟာရွာပြင်မှာရှိတဲ့အပင်ကိုပြောတာထင်တယ်အနက်ရောင်ပွင့်တဲ့အပင်ဆိုလို့အဲ့ဒီတပင်ပဲရှိတာကွာအပွင့်ကဘာပုံစံလဲဆိုတာတော့ဘယ်သူမှမသိဘူးအဲ့ဒီပင်ကနှက်ကြီးတယ်ဆိုပြီးတော့တို့ရွာသားတွေအဲ့ဒီပင်နာကိုသွားကုန်မသွားတာနွားတွေအဲ့ဒီပင်နာကိုရောက်ရင်တော့လန့်လန့်ပြီးပြေးတာကွာနဲ့တော့မဟုတ်ဘူးဗျမဖဲဝါပြောလိုက်တာကတရေကြီးတကောင်စောင့်လာတဲ့အဲ့ဒီပင်ကိုကြီးနှုတ်တဲ့ပင်လို့ခေါ်တယ်တဲ့ ဒီအပင်ကမဝင်ပင်ဆိုတော့အဆောင်လည်းရှိတယ်။သူ့ရဲ့ပင်နာကိုလူတွေနွားရီလာတာကြိုက်ပုံမပေါ်ဘူးဗျ။အေးအဲ့ဒါကိုမင်းကဘာလုပ်မှလဲတတိ။ကျောက်ကအဲ့ဒီပင်ကတေကန်ကြီးကြီးတခိုင်းလောက်ကိုလိုချင်တယ်။ထွားဆိုင်လောက်ရှိတဲ့အကိုင်။နှုတ်အပင်ကရောကြည်လား။ထွားဆိုင်လောက်ကဂိုင်းရှိပါမလားစောတတိ။ရှိတယ်ကွာ။အပင်ကထနောင်းပင်ကြီးလောက်ကိုရှိတာ။ထွားဆိုင်လောက်ဂိုင်းတွေကအများကြီးပဲ။ဟာဒါဆိုအဆင်ပြေပြီပေါ့ဗျာ။အဆင်ပြေတာကဟုတ်ပါပြီ။ မင်းကအပေါ်တို့တက်ပြီးတော့တစ်ခိုင်းကိုခောက်ရဲလို့လားမင်းပြောတဲ့အဆောင်ကကန်ချမှာနော်တို့ရွာကလူတွေကတော့တယောက်မကိုအဲ့ဒီအပင်ရှိတဲ့နေရာကိုမသွားရကြဘူးရပါလေဗျာကျုပ်တက်ခုတ်ဆရာမလိုပါဘူးဗျာအဆောင်ကသူ့ဟာသူချုပ်ပေးမှာပါကျုပ်ကိုတခုတော့လုပ်ပေးဘလောက်ကြာကြာချုပ်ပေးမယ်ဘာများတော့မောင်တတေးငါပြောနှစ်ဖိနဲ့ကရော့ဝယ်တလုံးလိုချင်တယ်ဗျာဟာဒါကရပါလေဗျာပတ်စံပေးဖို့မလိုဘူးမိုးချုပ်တာနဲ့ကျုပ်တို့တွေကြီးနှုတ်သေးပင်ရှိတဲ့စီကို လာခဲ့မယ်တုတ်ပြောတဲ့အချိန်မှာ sorry ကလုတ်ပေးတယ်ဘွားတောင်းလေးတစ်လုံးနဲ့ချက်ချင်းရက်လို့သူ့ channel ကငါပြောခိုင်ကငါပြောပြီးနှစ်ပြိနဲ့သူ့ပင်ကအုံကြီးတစ်လုံးကိုကတော့ဝဲထုတ်ပေးတယ်အပေါ်ရောက်ကိုရောက်တော့ကျုပ်ကကတော့ဝဲပေါ်မှာဖြောင်းနေတိုင်းထုံးတယ်ပြီးတော့ကတော့ဝဲကိုမြောက်ပြီးအတန်ကျကျနဲ့ပြောတယ်မော်ဝင်းမျိုးဖြစ်တဲ့ကြီးနှုတ်သေးပင်ကိုစောင့်နေရတဲ့ပုံကိုကြီးခမညာကျုပ်ကထဏောင်းကောင်းကတတ်တယ်ပါတန်းချမ်းရှင်မကြီးမဲ့ဖွဲဝါလို့လို့ကျုပ်လာခဲ့ရတာပါမပဲ့ဝါဟာအမစကားပါလိုက်ပါတယ် သူ့မှာအရေးကြီးကိစ္စလိုအပ်နေလို့ကြီးနှုတ်တီပင်ကထွားဆိုင်လောက်ရှိတဲ့အကိုင်းတကိုင်းကိုပေးလိုက်ပါတယ်ဗျာကျောက်တာတွေကတင်းချမ်းရှင်မကြီးမဖဲပါလို့လို့လာခဲ့ရတာပါမော်ဝင်ပင်စောင့်ကြီးခမကျောက်ဟာကရဝဲကို အပင်အောက်မှာထားလိုက်တယ်အပင်ကထနောင်းပင်လောက်ကိုရှိတာဗျအပွင့်တွေကလည်းဓပင်လုံးကမမဲလှုပ်နေတာဒီချိန်မှာပဲကျိုးကျိုးဆိုတဲ့တန်းနဲ့တူတူတက္ကကြီးတက္ကကြီးကကျိုးချလာတာထွားဆိုင်လောက်ကိုရှိတာဗျအရှိက9000လောက်ရှိမယ်ကျောက်နဲ့ကိုမလည်း ဝမ်းသာအားရနဲ့ပြေးပြီးတော့ထမ်းတာပေါ့ဗျာစော်တတီကတော့ခလန်းလန်းကလည်းကြည်နေတာမောင်တာတီဒီလိုဆိုတော့လည်းဟုတ်တာပဲကွာလေတစ်ချက်မတိုက်ဖ ೇನೆ တိတ်ခိုင်းကကြိုးကြလာတာငါအံ့ဩတယ်ကွာကျောက်ကတိတ်ပင်ဆောင်တရေကိုကျေးဇူးတင်စကားပြောရတယ်မဝင်ပင်ဆောင်ပုဂ္ဂိုလ်ကြီးကိုကျေးဇူးတင်ပါတယ်ဗျာကြည်မနာကစော်တတီရဲ့အိမ်ရောက်လို့ကြည်လိုက်တော့အပွင့်နေပါပွာလာတာဗျဟုတ်တယ်ဗျာကြည်ကားတဲ့ကောင်ရဲ့နှုတ်သေးပုံစံပဲမဲမဲကောက်ကောက်နဲ့နှမ်းမောင်နေတဲ့အပွင့်နေအပွင့်နေအားလုံးကိုချွေယူ စက်ကုနဲ့ထုတ်ပြီးတော့ပါလာတဲ့အရွက်တွေကိုင်းတွေကိုပါခုတ်ပြီးတော့ကျုံနဲ့စီးတယ်မနံမိုးလင်းတာနဲ့စော်တတိတို့ပေါင်းကျွေးတဲ့ကောင်းချင်းပေါင်းစားကိုမန်းနဲ့ကျုံနဲ့လည်းဆင်မကိုပြန်ချလာတယ်လမ်းကိုရောက်တော့ကိုမန်းကပြောတယ်ဒီရွာကိုကြီးမနားလို့ခေါ်တာကြီးကန်းတကောင်မှမရှိဘူးကွရှိဖို့နေတဲ့သားကြီးကန်းကခဏလေးတောင်ဝင်ပြီးတော့မနာကြဘူးအဲ့ဒါကြောင့်ခေါ်တာငါဆက်တင်တော့ကြီးကန်းနဲ့မလာတာဒီအပင်ကြီးရှိလို့ထင်တယ်နောက်မောင်တတ်တယ်အမှန်မို့ကိုမန်း ကိုမှတွေးတာအမှန်ပဲဗျမဖေးဝါကလည်းသူ့ကိုဒီအတိုင်းပဲပြောတာငါးတလောင်ရှိတဲ့ကြီးနှုတ်တဲ့တက္ကကြီးကိုတလန်းလုံးကိုမှကထန်လာတယ်သူကဧည့်သည်ဆိုတော့မချမ်းရဘူးလေဆိုင်မရောက်တာနဲ့အချိန်မဆိုင်မနဲ့လှဲတန်းကောက်တရကုန်းကိုခေးစစ်တယ်ဟုတ်တယ်ဗျရွာတဲ့ကောင်ဝင်လိုက်တာနဲ့အိမ်ခေါင်မိုးဒီပေါ်မှာရောတိတ်ပင်နေပေါ်မှာပါနားနေတဲ့ကြီးကန်းကြီးဟာမမဲကိုလှုပ်နေတာဗျဒါပေမဲ့ကြီးကန်းကြီးကကျုပ်တို့ကိုကြည့်အောင်မကြည့်တယ်ပေါ်လည်းမအောင်ဘူးထိုးလည်းမထိုးဘူးကဲဒါကလေးမောင်းထားတယ် ထိုးတော့ထိုးပြီကွဒီတကိုင်းပါလို့မထိုးတာဖြစ်မယ်အိမ်ထဲကလူတွေရဲ့တဟားနဲ့အယုဒေအော်တန်ကိုကြားနေရတယ်ကဲမောင်မင်းတို့ငါကိုတော်မြတ်ရေးစားတော်မူတယ်အယုဒေအော်ကြဟိကြပြောချင်ရပြောကြတယ်ဦးပစင်းပြောတာဟုတ်နိုင်တယ်ဖေဟာကြီးကနေကဒီတကိုင်းကြီးကိုကြည့်နေတယ်သူတို့လည်းခေါင်းကြီးချောင်းကိုရောက်တာနဲ့ဆရာတော်ဦးရစိန်နာကကျတို့ကိုမျှော်နေတာတွေ့ရတယ်ဟာဒါမောင်တာတေးလားမှန်ပါဖေဟာတပည့်တော်တာတေးပါဖေဟာဒါဆို ချုပ်တငယ်ချင်း9နာရီတပြီပေါ့ဟုတ်ပါတယ်ဗျာမင်းလိုက်လာတာဝမ်းသာလှပါတယ်ကွယ်မင်းဆရာတော်ကတော့မင်းကိုတော်တော်ကိုချီးမွမ်းထားတာအေးအေးလှုပ်ဆရာရှိတာလှုပ်ကြကြာရင်ဒီအယူတွေတေကုန်တော့မှာအစာမှန်မသိအတော့မှန်မသိအောင်ကိုယူနေကြတာချုပ်ပြောတဲ့တိုင်ဥပစင်းနေရောခေးသွားနေလို့မယူပဲကြံနေခဲ့တာရွာသားတွေရောဝိုင်းလှုပ်ကြတယ်တေကန်ကြီးကိုအခေါက်ခွာပြီးတော့ရေပေါ်နဲ့ထိုးရေပေါ်စာတွေကိုအိတ်တိတ်ထဲကိုထည့်တယ် တက်ခိုင်းကအစိုးကြီးပြအဲ့ဒါမှမိကိုထွက်မှာတက်ခိုင်းကြီးတစ်ချောင်းလုံးရေပေါ်ထိုးပြီးတော့ကျန်တဲ့သားလေးကိုတက်တက်လေးတွေစိတ်လိုက်တယ်ကဲအစင်းသိမ်းဖြင့်ရွာထဲကအယူတွေကိုဓမ္မယုံထဲကိုခေါ်ခဲ့ကြကျောက်ကချက်ချင်းကိုမိဖို့မိတို့ကနဲ့မိဖို့လေးကိုဖိုးရတယ်တမကန်ပြားထဲမှာမိတို့တွေကိုခွေးတဲ့အစင်းသိမ်းလောက်ထားတယ်ဦးပစင်းတွေကမိုင်းတိုင်းမှတာဝန်ကိုယူကြတယ်ဗျမယူတဲ့ရွာသားတွေကလည်းဝိုင်းပြီးတော့လှုပ်ပေးကြတယ်ယူသွားတဲ့ရွာသားတွေတယောက်မကျန်ခေါ်လာပြီးတော့ မန်ုံကြီးထဲမှာထိုင်ခိုင်းရတယ်။ယူရက်ထဲမှာတရက်ကုန်းတကြီးပါပါတာဗျ။ဒီတော့ရွာကိုဖုန်ကြီးတွေကပဲအုပ်ချုပ်နေရတာ။မှိုင်းတိုက်ပြီပြော။တံပကံပြားတွေကနေမိခဲရေးရတွေပေါ်ကိုကြီးကန်းနှုတ်တွေရေပေါ်သားတွေထည့်လိုက်တော့မိခိုးတွေထွက်လာတယ်ဗျ။ခဏလေးတွင်းမှာကိုဓမ္မယုံထဲမှာမိခိုးတွေပြေးသွားတယ်။အဲ့ဒီမှာပဲတဟော့နဲ့ချောင်းဆွတဲ့လူကဆိုတဟာဟာရှိတဲ့လူကရှိပြီးတော့တဖြည်းဖြည်းနဲ့ငြိမ့်လာတယ်။ဟောတတိယလာပြီဗျ။ရလာပြီ။စကားကောင်းနေပြောနေကြပြီ။ ဆရာတော်ကိုဥတိုင်နေကြပြီဗျ။ဖယားမန်းတန်ငါမန်းတော့မသိတော့အောင်ဖြစ်သွားကြတဲ့သူတွေအကုန်လုံးကောင်းကုန်ပြီဗျ။ဆရာတော်ကြီးခမညာဝမ်းတာလုံးလို့မျက်ရည်တွေတောင်ကျရှာတယ်။ကဲရွာတဲ့ကိုလျှောက်ပြီးတော့မိကိုတွေတိုက်ကြအောင်မယ်။ကျုပ်ကပြောလိုက်တော့ကောင်းသွားတဲ့ရွာသားတွေဟာတံမကန်များတဲ့ယူရွာထဲမှာမိကိုမိုင်းတိုက်ကြတယ်။ဟောကြီးကနေပြေးပြီဗျ။တအားနဲ့អော်ပြီးတော့ဟောကနေနေအောင်ထားပြီးတော့ပြေးတယ်။ဆွန်လိုက်တဲ့မော်ဝင်ကြီးနှုံသည်ဗျာ။မိကိုတွေကလည်းရွာဘက်ကိုကြောပြီးတော့တက်လက်လက်တက်သွားတယ်။ ြီးကန်နေရဲ့ကျိန်စာတွေအငွေ့တက်ပါပြအောင်ဆိုပြီးတော့အိမ်တွေထဲမှာမိခိုးတွေလိုက်ပြီးဖြန့်နေဒီတမပြန်ကောင်းလာတဲ့ယောက်သားတွေသူတို့ဘာဖြစ်သွားလဲဆိုတာသိကြတာဗျတန်ကားတော်တွေကရွာထဲကြွက်လာပြီးတကြီးနဲ့တူလိုက်ပြီးတော့ပြောပြတယ်ဒီတော့မှတေးသွားတဲ့ငစင်တို့ငတင်တို့ညီအကိုကြီးပြူတက်ပြီးကင်စားတဲ့ဇလံကို ပြန်ပြီးသိကြတာဗျကိစ္စတွေအားလုံးပြီးတော့ကြက်ကိုလှမ်းနဲ့တနောင်းကုန်းထိလိုက်ပို့ပေးတယ်ဆရာတော်ဥက္ကုဏအတွက်လူတဲ့ပစ္စည်းတွေနဲ့ကျုပ်အတွက်ပေးတဲ့ပစ္စည်းတွေကို လဲတစီနဲ့တက်တက်တိုက်ပြီးလိုက်ပို့တာဗျအားလုံးလဲလဲစီနဲ့ကျုပ်ထဏောင်းကောင်းကိုပြန်ခဲ့တယ်ဆရာတော်အတွက်လှုပ်လိုက်တဲ့လှုပ်ဝဲပစ္စည်းတွေကပ်ပြီးကျုပ်အိမ်ကိုအရောက်လဲတစီကလိုက်ပို့တယ်အဘာနဲ့မိကတော့တရားလုံးယူသွားတဲ့ကြီးပြူဇလန်နဲ့ကြီးကန်းနေတဲ့ဂျင်စာအကြောင်းကိုတော့စိတ်ဝင်